ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ရန်ကုန်တိုင်းတနင်္သာရီတိုင်းနဲ့ AOD တိုင်းတို့မှာစစ်မှုထမ်းအပတ်စဉ်စက်တဲ့အတွက်လူမပြည့်သေးတဲ့အတွက်အကြမ်းဖက်စစ်တပ်ကပေါ်တာဆွဲဖမ်းဆီးမှုများကိုဇက်တိုက်ပြုတ်လုပ်နေပြီးတော့ပျောက်ဆုံးနေတဲ့လူငယ်တချို့ဟာ စူးစောင်းရေးတက်ထဲကိုရောက်ရှိနေကြတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကမတ်လ9ရက်နေ့ဝနက်10ရက်ကအချိန်မှာရန်ကုန်တိုင်းလှိုင်မြို့နယ်20ရက်ကွက်86ဂိတ်ဟောင်းမှတ်တိုင်အနီးမှာရှိတဲ့မင်္ဂလာကွက်တက်မှာစစ်တပ်ကလူငယ်9ဦးကိုစစ်မှုထမ်းရမယ်ဆိုပြီးတော့ပြောဆိုပြီးဝင်းရောက်ဖမ်းဆီးသွားတယ်လို့သိရပါတယ်။အခုလိုဖမ်းဆီးတဲ့အချိန်မှာလူငယ်များဟာအချိန်မီတိတ်ဆောင်နိုင်ခဲ့တဲ့အတွက်ကြောင့်လွတ်မြောက်သွားတယ်လို့သိရပါတယ်။20ရက်ကွက်86ဂိတ်ဟောင်းမှတ်တိုင်အနီးကမင်္ဂလာကွက်တက်မှာစစ်ခွေးနဲ့ရက်ကျေးပြူစောတီးတွေပူပေါင်းအဖွဲ့တွေကလူငယ်9ဦးကိုစစ်မှုထမ်းရမယ်ဆိုပြီးတော့လာဖမ်းတယ်။တရားမှာပ ါမသွားဘူးလမ်းတို့လမ်းသားကနေပြီးတော့လူငယ်တွေကထွက်ပြေးသွားတာကံကောင်းလို့လူငယ်တွေအားလုံးလွတ်မြောက်သွားတယ်ရက်ွက်ထဲမှာလည်းပြည်သူတွေတော်တော်လေးကိုအထိတ်တလန့်ဖြစ်သွားတယ်လို့ဒေသနေပြည်သူတို့ကပြန်လည်ပြောပြထားပါတယ်အလားတူပဲရန်ကုန်တိုင်းလှိုင်သာယာမြို့နယ်ကိုရက်ွက်မှာနေထိုင်နေမက်လာအတွင်းမှာပျောက်ဆုံးသွားခဲ့တဲ့ညီကိုနှစ်ဦးကိုရှမ်းပြည်နယ်စူဆောင်းရိတ်တပ်ထဲမှာပြန်လည်တွေ့ရှိခဲ့ရကြောင်းမိဘဆွေမျိုးများကပြောပြထားပါတယ်အခုလအတွင်းက နိုင်တရာကိုရက်ကွက်ထဲမှာညီကိုနှစ်ဦးပျောက်ဆုံးသွားတာဘလုံးမကိုရှာတာမတွေ့ဘူးသူတို့ကသုံးဘိန်းလဲမောင်းတယ်အရန်မီးတက်လဲလုံဖူးတယ်ပြီးတော့မှတိရတာကရှမ်းပြည်နယ်စူသောရေးတပ်ထဲမှာကော်တာဆွဲခံလိုက်ရတာလို့တိရလို့အခုမိသားစုတွေကလိုက်နေကြတယ်လို့ဒေသခံပြည်သူတို့ကပြောပြထားပါဗါးအလားတူပဲရမုံတိုင်းတာဂေတမြို့နယ်အနော်မှာရက်ကွက်မှာလဲ နိုင်ငံသားမှာအလုတ်သွားလုပ်နေတဲ့လူငယ်များရဲ့မိသားစုဝင်များကိုအကြမ်းဖက်ဆက်တက်ကရက်ွက်ရုံးမှာအစည်းအဝေးခေါ်ပြီးတော့ငွေညှစ်မှုများချိန်ချောက်မှုများလှုပ်ဆောင်နေတယ်လို့သိရပါတယ်။အနောက်မှာရက်ွက်မှာနိုင်ငံသားရောက်နေတဲ့လူငယ်တွေရဲ့မိဘတွေကိုအစည်းအဝေးခေါ်ပြီးတော့စစ်ခွေးတွေကငွေညှစ်တာတွေစစ်မှုထမ်းဥပဒေနဲ့ချိန်ချောက်တာတွေလုပ်နေပါတယ်လို့ဒေသနေပြည်သူတို့ကပြန်လည်ပြောပြထားပါတယ်။အလားတူပဲတနင်္သာရီတိုင်းပလောမြို့နယ်မှာလည်းအကြမ်းဖက်ဆက်တက်ကစစ်မှုထမ်းအပတ်စဉ်စက်တဲ့အတွက်လူမပြည့်သေးတဲ့အတွက်လူငယ်များကိုနေအိမ်ထဲအထိကိုဝင်ရောက်